ဧပြီလ18ရက်မြန်မာနှစ်စံတရနေ့မှာနိုင်ငံတော်ရှိအကျဉ်းထောင်ချုပ်ထောင်တွေကနေအကျဉ်းသားအကျဉ်းသူ4893ယောက်ကိုပြစ်ဒဏ်လွတ်ငင်ခွင့်ပေးတယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်လွန်ញိုင်ခွေနဲ့လွတ်လာသူတွေဟာနောက်တစ်ကြိမ်ပြည်မှုထမှန်ကျူးလွန်ပါကအဲ့ဒီပြည်တံအပြင်အခုကြခံရကြန့်ရှိတဲ့ပြည်တံတွေကိုပါဆက်လက်ကြခံပါမယ်ဆိုတဲ့စီကံသမှတ်ချက်နဲ့ပြည်တံလွန်ញိုင်ခွေပြုလိုက်တာလို့ဧပြီလ18ရက်ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ် ဒါအပြင်လွတ်မြောက်လာတဲ့အထက်မှာနိုင်ငံသားအကျဉ်းသားအကျဉ်းသူ73ယောက်ပါဝင်ပြီးတည်နှံတန်းပေးကပြစ်ဒဏ်အလွန်ကြီးခွေပေးလိုက်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်စကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထက်မှာလူသတ်မှုမရေမှုပောက်ွယ်ပစ္စည်းအဥပဒေအရပြစ်မှုမတရားအသည်အဥပဒေအရပြစ်မှုလက်နက်ဥပဒေအရပြစ်မှုမွေးရစေမှုတဘာဝဘေးအန္တရာယ်ဆိုင်ရာပြစ်မှုအကြမ်းဖက်မှုအာဂရိမှုစတဲ့ပြစ်မှုတွေနဲ့အကျဉ်းချခံရတဲ့သူတွေမပါဝင်ဘူးလို့ဆိုပါတယ် တိဆဲဥပဒေအရအချင်းကြားခံရတဲ့အချင်းသားအချင်းသူတွေကိုရာဇဝတ်ချစ်ထုံဥပဒေအရပုံမှန်၄၁ပုံမှန်ွယ်၁အရကြားခံရချက်ရှိနေတဲ့ပြည်ထောင်ရဲ့၆ပုံတစ်ပုံကိုသာလွတ်ငြိမ်ခွင့်ပြုလိုက်တာလည်းဖြစ်ပါရဲ့ရှင်။